မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြောက်ရီမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်မြောက်ရီမြို့ဘက်ကနေပြီးတော့မဲဆောက်ဘက်ကိုတောင်ရင်မြစ်ကိုဖြတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ဘေးရှောင်ပြည်သူ2000ဝန်းကျင်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 20ရက်နေ့မနက်ပိုင်းကစပြီးတော့မြောက်ရီမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာပုံမပြင်းထန်လာပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ပစ်ခတ်ဘုံကျဲနေခြင်းကြောင့် မြောက်ရီမျိုးဘက်ချမ်းကနေမဲဆောက်မျိုးဘက်ကိုပြည်သူအများအပြားဟာလှေများနဲ့ကန်းကူးလာနေပြီးတော့ထိုင်းစစ်သားများကလက်ခံပေးကစစ်ဘေးရှောင်များနေထိုင်ဖို့အတွက်ပြင်ဆင်ထားတဲ့ဖုန်ကြီးကြောင်းများကိုဆက်သွယ်ပြီးတော့ပို့ဆောင်ဖို့အတွက်စီစဉ်ပေးနေတယ်လို့သိရပါတယ်စစ်ရှောင်တွေကိုကျွေးဖို့တပတ်စာတော့အဆင်ပြေပါတယ်အဲ့ဒီနောက်ပိုင်းကတော့ကွန်မြူနတီကတော့ဝင်ပြီးတော့ကူညီရလိမ့်မယ်တိုက်ပွဲတွေထပ်ပြီးတော့ကြီးလာမယ်ဆိုရင်စစ်ရှောင်အရေးအတွက်တွေထပ်များလာမှာပါလို့စစ်ဘေးရှောင်ကူညီပေးသူတို့ကပြောပြထားပါတယ်ထိုင်းအစိုးရအနေနဲ့စစ်ဘေးရှောင်များကိုလက်ခံပေးနေပြီးတော့ စစ်ဆောင်ဒုက္ခသည်များအတွက်လူသားချင်းစာနာမှုထောက်ပံ့မဲ့ရံမဝေထားရှိထားတော်လဲဘလို့အသုံးပြရမဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်တိုက်ပွဲများဆက်လက်ရှိနေပြီးတော့စစ်ဆောင်များအခုထက်ပုံမိုပြီးတော့များပြားလာမဲ့ဆိုပါကနေရေးစားရေးအခက်အခဲများရှိလာမှဖြစ်ပြီးအခုညီတွေတဲ့လိုအပ်လာမှဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲများငြိမ်သက်ပြီးတော့မြဝတီမြို့ဘက်ကိုပြန်ရောက်တဲ့အခါမှာလည်းပြည်သူတွေရဲ့နေအိမ်များပျက်စီးဆုံးရှုံးမှုများရှိနိုင်တဲ့အတွက်ကြောင့်အဲ့ဒီအခက်အခဲတွေအတွက်လည်းအခုညီတွေလိုအပ်လာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကူညီပေးနေတဲ့ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တလကြော်ကြအောင်ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ 6K ကမြို့တဲ့အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဗျူဟာစခန်းကုန်းကိုလေရင်နဲ့ချပေးတဲ့ထောက်ပို့ပစ္စည်းများကိုတော်လိုင်းရဲဘော်တွေကကြားဖြတ်ရယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘတ်ချမ်း 6K ကမြို့တဲ့အတွင်းမှာရှိတဲ့ဆွဲတော်ဗျူဟာစခန်းကိုမက်စလာဒုတိယဘက်ကနေစတင်ပြီးတော့ တော်လိုင်းအဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာခရမ်းမီကြောင့်ရိတ်ခါနဲ့အတုံးဆောင်ပစ္စည်းများကိုလေကြောင်းကနေပေးပို့နေရတယ်လို့သိရပါဗျ။မြောက်ဒီဝေါ်လီကားလန်းကိုထိမ့်ချုပ်နိုင်မယ်။နောက်ဆုံးလက်ကျန်းစခန်းကုန်းအတွက်ပစ္စည်းများကို AP လ19ရက်နေ့ည8နာရီဝန်းကျင်က112လေးရင်နဲ့ပစ္စည်းများကို10ချိန်ထက်မနည်းလေးထီးများနဲ့ချပေးခဲ့ရာတချို့ကိုတော်လိုင်းရဲဘော်တွေကကြားဖြတ်ရရှိခဲ့တယ်လို့သိရပါဗျ။ဘူဟာကုန်းပေါ်မကြတဲ့တချို့ပစ္စည်းတွေကိုတော်လိုင်းရဲ့အဖွဲ့တွေကရလိုက်တာတွေရှိတယ်။တချို့ပစ္စည်းတွေကအထဲမှာ တဲတို့ဘာလို့ပဲပါတာပစ္စည်းမပါဘူးနေရချတာမှန်မှန်မှန်စမ်းချတဲ့သဘောရှိတယ်ခဲရန်တချို့တော့ရလိုက်တာတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်လေထီးကြလာတဲ့အခါပစ္စည်းများကိုကောက်ယူတဲ့အချိန်မှာနှစ်ဖက်ပြစ်ခတ်မှုတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်အပီလာ20ရက်နေ့မှာဆွဲတော်ဘျူဟာဂုံးဘက်ကနေပြီးတော့ 6K ကမြို့တင်နဲ့ထီမဲဝါခီတို့ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်၄ကီကောမြို့တင်မှာရှိတဲ့ရေကန်ဂုံးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ် PDF ပူးပေါင်းတပ်ဖွဲ့တွေကမက်လ31ရက်နေ့မှာတင်းယူနိုင်ခဲ့ရာစေကောင်စီတပ်ရဲ့ဘုံမှုအဆင့်ရှိသူတို့အပါအဝင်အလောင်းတချို့ကိုရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဘကိုးတိုင်းရေတာရှင်မြို့နယ်စွာမာကြီးကျေးရွာအနီးမှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စေကောင်စီဘက်ကအယောက်90ခန့်တိုက်ဆုံးကတော်လိုင်းရဲဘော်၄ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ18ရက်နေ့မနက်9:45မိနစ်အချိန်ကစတင်ပြီးတော့ရေတာရှည်မြို့နယ်မြောင်းတူကျေးရွာကနေစွာမာကြီးကျေးရွာနယ်ကျိတ်ပတိခင်တန်းကျေးရွာတွေဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အင်အား150ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာညနေ3:00နာရီခွဲဝင်းကျင်အထိတိုက်ပွဲတစ်ကြိမ်ညနေ6:00နာရီခွဲကနေ9:00နာရီအထိတိုက်ပွဲတစ်ကြိမ်ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအယောက်30ကျော်တေဆုံးပြီးတော့အများပြားဒဏ်ရာရရှိက ေဆုံးသွားတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုဖောကားတွေနဲ့တေဆောင်သွားတယ်လို့သိရပါတယ်။ဒါ့အပြင်ညာပိုင်းတိုက်ပွဲတွေအတွင်းမှာတေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဖောကားတစ်စီးနဲ့တေဆောင်သွားတဲ့အပြင်အလောင်းတချို့ကိုစစ်တောင်းမြေရှေ့ဘက်ကမ်းမှာမြေမြုပ်ကြိုထားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲနှစ်ကြိမ်အတွင်းမှာစုစုပေါင်းအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်90ခန့်တေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားတဲ့အတွက်ကြောင့် Jet Fighter နဲ့၃ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင်လက်နက်ကြီးများ ဒရုန်းများနဲ့တနေကုန်နှီးပါပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူပိုင်းနေအိမ်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပေါ်ဝါနေစစ်ကြောင်း၊ကီကူစစ်ကြောင်း၊နေပြည်တော်စစ်ကြောင်းနဲ့၃၅၃၁တက်ခွဲ၃တက်ခွဲ၄တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပေါ်ဝါနေစစ်ကြောင်းကရဲဘော်ရဲရင်သူ၊ကီကူစစ်ကြောင်းကရဲဘော်ဆူလာ၊နေပြည်တော်တက်ရင်၉၃၁တက်ကရဲဘော်တရဲနဲ့နေပြည်တော်တက်ရင်၉၃၁တက်ကတက်ခွဲမှုတို့ကတိုင်းပြည်နဲ့ဖက်ဒရယ်တီတောင်စုအတွက်အသက်ပေးလူခဲ့ရပြီးတော့ တော်လန်ရေးရဲဘော်ရှေ့ဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာရဲစခန်းကနေထင်းရဲတအူးကိုအရခတ်တက်တော်အေအေနဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးသွားတယ်ဆိုတော့သတင်းကိုတင်ဆက်ပေးပါမယ် ဖန်းစည်းခံရတဲ့သူဟာနေထိန်ရဲတပ်ကြက်ကြီးတန်းမောင်အသက်90ကျော်ဖြစ်ပြီးတော့အေပီလာ12ရက်နေ့ကစစ်ကောင်စီကလာရောက်ဖန်းစည်းသွားရာအခုချိန်ထိဖန်းစည်းထားဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းကိုအရခတ်တက်တော် AA နဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့တောင်ကုန်းမြို့နယ်ရဲမှူးကိုယ်တိုင်စစ်တပ်ကိုဖုံးဆက်အကြောင်းကြားပြီးတဲ့နောက်မှာစစ်ကောင်စီကလာရောက်ဖန်းစည်းသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တက်ကြက်ကြီးနေထိန်တန်းမောင်ကို AA နဲ့ဆက်ဆက်တယ်ဆိုပြီးတော့လာဖမ်းသွားတယ်။ မြို့နယ်ရဲမှုကိုတိုင်းစစ်တပ်ကိုဖုံးဆက်ပြီးတော့လာဖမ်းလိုက်တာလို့ရဲအတိုင်းဝိုင်းနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောဆိုထားပါရယ်စစ်ကောင်စီလက်အောက်ခံရဲဌာနအတွင်းမှာယာဒူးအနေအမြင့်လိုက်ဖိနှိပ်ဆက်ဆံမှုတွေရှိနေရာတီးမခံနိုင်တော့တဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေဟာစခန်းကနေပြီးတော့ထွက်ပြေးမှုဖြစ်စဉ်တွေဟာများပြားလာတယ်လို့သူကဆက်ပြောပါရယ်အခုလိုမျိုးစစ်ကောင်စီကရဲတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးမှုဖြစ်စဉ်တွေဟာလည်းရဲဌာနအတွင်းမှာအချင်းချင်းမကြေလည်မှုကြီးထွားရာကနေတဲ့ဆင့်ကြောက်တုံးမှုများကြောင့်ဖြစ်နိုင်တယ်လို့သူကသုံးသပ်ပြောဆိုခဲ့ပါရယ် သူတို့အချင်းချင်းမကြည်နဲ့လို့ဂျောက်တွန်းနာတွေပဲဖြစ်မှာပေါ့ယာရူးကြီးတဲ့သူကကိုယ့်ထက်လက်အောက်ငယ်သားတွေကိုမတရားဖိနှိပ်ဆက်ဆံတာတွေလည်းရှိတယ်လေအဲ့ဒါကြောင့်ပဲစခန်းကနေထွက်ပြေးလာတာမကြာခဏကြားနေရတာလို့သူကပြောဆိုခဲ့ပါတယ်တောင်ကုန်းမြို့မှာရဲစခန်းကစမ်းညော့ကိုပိုင်အမတ်ခွန်လေးနှစ်ကိုဟာခရိုင်ရဲမှုရဲ့ဖိနှိပ်ဆက်ဆံမှုတွေကြောင့်အေပီလ3ရက်နေ့ညအချိန်ကစခန်းကနေလက်နက်မဲနဲ့ထွက်ပြေးသွားခဲ့ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရဲတပ်ကြက်ကြီးလှထုံးဆိုသူဟာစခန်းကနေထွက်ပြေးသွားခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့နယ်တစ်ခုလုံးမှာရှိတဲ့မွတ်စလင်ဒုက္ခသည်စခန်းများနဲ့ဓာပိုင်ဘူးမေတက်ကယ်ပြည်နယ်ဘောဓူဖကျေးရွာတွေမှာရှိတဲ့မွတ်စလင်ပေါင်း3500ကျော်ကိုတတိယအကြိမ်ဖြစ်စစ်မှုထမ်းရန်စစ်ကောင်စီကဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ AP လဒုတိယပတ်အတွင်းကစတင်ပြီးတော့မွတ်စလင်ဒုက္ခသည်စခန်းများနဲ့တဲချောင်းဓာပိုင် တက်ကယ်ပြင်းတဲ့ဘောဒူဖစတဲ့ကျေးရွာတွေမှာရှိတဲ့အမျိုးသားတွေကိုတတ်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေကစစ်မှုထမ်းဖို့အတွက်တွားရောက်ဖိအားပေးခေါ်ဆောင်နေခြင်းဖြစ်တယ်လို့မွတ်စလင်အတိုင်းဝိုင်းကပြောဆိုလာပါတယ်စစ်တွေမျိုးမှာရှိတဲ့မွတ်စလင်ဒုက္ခသည်တဦးကအခုကစစ်တွေမျိုးတစ်မျိုးလုံးကလူ3500စစ်မှုထမ်းဖို့ပေးရမယ်မပေးဘူးဆိုရင်ဒုက္ခသည်တွေကိုရိတ်ခါတွေဖျက်ပစ်မယ်လမ်းကြောင်းတွေအားလုံးကိုလည်းပိတ်ပစ်မယ်အဲ့ဒီလိုမွတ်စလင်အချင်းချင်းချင်းချောက်ပြီးတော့ခေါ်နေတာလို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်စစ်မှုထမ်းခေါ်ခံရတဲ့လူတွေအတွက်ထောက်ပံ့ငွေပေးရန် ကျေးရွာသားတွေဇီကနေပြီးတော့အတင်းအဓမ္မကောက်ခံနေတယ်လို့တဲချောင်းကျေးရွာကအမျိုးသမီးတဦးကပြောပြလာပါတယ်။ကျမတို့အိမ်ကတသိန်းပေးလိုက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်မှုထမ်းမဲ့လူမရှိလို့ဆိုပြီးပြောဆိုခဲ့ပါတယ်။အလားတူပဲတိုက်ခဲ့ပြင်ကျေးရွာကစစ်မှုထမ်းဖို့အတွက်လူ30ပေးလိုက်ရပြီးတော့၎င်းတို့အတွက်တဦးကိုထောက်ပံ့ငွေ10သိန်းစီပေးရမယ်ဆိုပြီးတော့လိုက်လံကောက်ခံနေကြောင်းကိုကျေးရွာသားတဦးကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီလက်အောက်ခံမွတ်စလင်အုပ်ချုပ်ရေးမှုတွေကတော်တော်ကိုစိုးနေပြီးအခုကတအိမ်ကိုတသိန်းစီကောက်တယ်ဒီမှာကအင်ဂျီ900လောက်ရှိတယ် ဒါလောက်အခက်အခဲအကျက်တဲဖြစ်နေတာတောင်မှအားလုံးကိုလိုက်တောင်းနေတယ်စစ်တပ်က3300ပဲပေးရမှာဂျန်နာရီကိုသူတို့ကစားတာဗောလို့ပြောဆိုခဲ့ပါတယ်ဖေဗူလာ10ရက်နေ့ကစတင်အသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေမှာအသက်18နှစ်ကနေ35နှစ်အထိသာအကျုံးဝင်တော်လဲမွတ်စလင်ဒုက္ခသည်စခန်းတွေမှာတော့အသက်18နှစ်ကနေ55နှစ်အထိစစ်မှုထမ်းဖို့ခေါ်ဆောင်ခြင်းခံနေရတယ်လို့သိရပါတယ်ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂါလီများဟာမြန်မာနိုင်ငံသားများမဟုတ်တဲ့အတွက်ကြောင့်ပြည်သူစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်စူးစောင်းခြင်းမရှိဆိုပြီးတော့ဖေဖော်ဝါရီလ28ရက်နေ့မှာထုတ်တဲ့စစ်ကောင်စီရဲ့သတင်းစာတွေမှာရေးသားထားတော့လေလက်တွေ့မြေပြင်မှာတော့အတင်းအဓမ္မစူးစောင်းခံရတာသာမကရှေ့တန်းစစ်မြေပြင်တွေကိုပါပို့ဆောင်ခြင်းခံရကအရခတက်တော်နဲ့ထိတွေ့တိုက်ပွဲတချို့မှာတေဆုံးမှုများကိုပုံနေတကွရခိုင်တက်တော် AA ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်လက်ရှိမှာစစ်ကောင်စီကအတင်းအဓမ္မစစ်မှုထမ်းဖို့အတွက်စူးစောင်းခြင်းခံရတဲ့မွတ်စလင်စုစုပေါင်း9000ကျော်ခန့်ရှိနိုင်ပြီးတော့ရှေ့တန်းစစ်မြေပြင်ကိုပို့ခံရတဲ့ မွတ်စလင်အယောက်တရာခန့်ဟာတေဆုံးသွားပြီဖြစ်ကြောင်းကိုမွတ်စလင်အတိုင်းဝိုင်းများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ CA သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ